ဆွေကြီးရလဲလိုချင်တယ်။ဘတ်ဂျက်လည်း save ရမယ်သူတွေအတွက်ကတော့ Infinity Hub 50i လေးရှိပါရဲ့ရှင်။ဥပုပ်ပေါ်ပါနဲ့လက်ထက်မှာကင်လို့ကင်ထားမယ်တော့မသိရအတွက်ကြောင့်မလို့ကင်ရတဲ့ခါမှလည်းအရန်ကုန်မှအဆင်ပြေပါတယ်။ Screen နဲ့ကြီးကြီးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ရှင်ကြီးရတဲ့ခါမှလည်းကြီးကြီးလေးလေးနဲ့ကြီးလို့ရမှာပဲဖြစ်ပါတယ်။ဒါအပြင်ဖုန်းကိုရိုးရိုးသုံးတဲ့ခါမှ delete ယူသုံးတဲ့အနေနဲ့လည်းအရန်ကုန်မှအဆင်ပြေပါတယ်။ Refresh rate 120Hz နဲ့သုံးပေးထားတာဆိုတဲ့အတွက်ကြောင့်မလို့ခင်းစတဲ့ခါမှလည်းလှင်မြင်တက်လက်နေမှာပဲဖြစ်ပါတယ်ရှင်။ကင်မရာမှာဆိုရင်လည်း48 megapixel ကိုသုံးပေးထားတာဆိုတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်ကလည်းကြိုက်တဲ့သူရ တဲ့အတွက်လည်းလုံးဝကိုမှအဆင်ပြေတယ်။ Battery မှာဆိုလဲငါတော့ mAh ကိုသုံးမိထားတာဆိုတဲ့အတွက်ကြောင့်မို့ arm ခံမအောင်လုံးဝစိုးရင်စရာမရှိပါဘူး။ဒီရဲ့စင်းလုံးလေးရဆိုရင်လဲ39,900ကျပ်ပဲရှိရဆိုတဲ့အတွက်ကြောင့်မို့လို့ budget စမှာသုံးကျင်တဲ့သူတွေအတွက်လည်းအရန်ကိုမှအဆင်ပြေပါတယ်။ခုစုမိတ်ဆက်ပေးသွားတဲ့ Infinity Hot 50i လေးကို wave အပိတ်ကျင်နေဆိုရင်တော့သူတို့ရဲ့ Yanggo Mobile Store Social Media Platform တွေမှာဝင်ရောက်စုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင်။နောက်ပြီးရမှာပြန်လည်ဆုံးနေကြပါမယ်ရှင်။